မင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနဤထိတ်တန်တရင်များကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စစ်တပ်ဤရွေးကောက်ပွဲကိုဥရောပသမဂ္ဂကအတိမတ်မပြုဘဲပယ်ချလိုက်ပြီးသမရဦးဝင်းမြင့်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုလွှတ်ရန်တောင်းဆိုရဲဆွဲတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အကြံဖတ်စစ်တပ်ဤရွေးကောက်ပွဲကိုဥရောပသမဂ္ဂကအတိမတ်မပြုဘဲပယ်ချလိုက်ပြီးသမရဦးဝင်းမြင့်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုလွှတ်ပေးရန် ဥရောပပါလီမန်ကတောင်းဆိုလိုက်ပါတယ်စစ်တပ်ကလာမယ့်ဒီဇင်ဘာလနဲ့ဇန်နဝါရီအတွင်းတဖက်သက်စီစဉ်ထားသည့်တရားမဝင်ရွေးကောက်ပွဲများကိုပယ်ချကြောင်းရှင်းလင်းသောဒီမိုကရေစီစံနှုန်းများနှင့်အခြေခံလွတ်လပ်ခွင့်များခင်မဲ့ခြင်းမဲပေးရန်မဖြစ်နိုင်သောအခြေအနေများဆက်လက်ဖြစ်ပေါ်နေသောနှိမ့်ဆက်ဖိနှိပ်မှုအစုလိုက်ပြုံလိုက်နေရာရွှေ့ပြောင်းခံရမှုနှင့်နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများလုံးဝမရှိခြင်းတို့ကြောင့်စစ်အာဏာရှင်အဖွဲ့လက်ရှိလှုပ်ဆောင်ချက်များမှာတရားမဝင်ကြောင်းဥရောပ သမကပါလီမန်ကကြေညာပါတယ်ရွှေကောက်ဘွဲကစစ်အာဏာသိမ်းမှုကိုတရားဝင်မှုဖန်တီးရန်စစ်အာဏာရှင်အဖွဲ့လှည့်ပြမှုကိုဖော်ပြနေကြောင်းအပြည်ဆိုင်ရာတရားဝင်မှုအာဏာကိုပြန်လည်ယူဆောင်ရန်နှင့်တရားဝင်ရွှေကောက်ခန့်အယက်သားအစိုးရကိုပြန်လည်ထူထောင်ရန်လိုအပ်ကြောင်းထို့ကြောင့်စစ်တပ်၏တရားမဝင်ရွှေကောက်ဘွဲများကိုဖိတ်ချကြောင်းဥရောပသမကပါလီမန်ကဆိုပါတယ် နိုင်ငံရေးနဲ့လူမှုရေးဖိနှိပ်မှုများထင်ရှားစွာကျူးလွန်နေသည့်နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေနှင့်မျိုးစုံသောရွေးကောက်ပွဲများဆိုင်ရာဥပဒေကိုပြစ်တင်ရှုံချလိုက်ပြီးပြည်내ရုပ်သိမ်းရန်ဥရောပသမဂ္ဂကတောင်းဆိုပါရယ်။ရှင်းပြင်သမရဥဝင်းမြင့်နဲ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်မတရားဆွဲဆိုထားသောသူမဟုတ်နိုင်ငံရေးရည်ရွယ်ချက်ဖြင့်ဆွဲဆိုထားသောဆွဆွဲချက်များဖြင့်အချင်းချခံထားရသည့်ရွေးကောက်ခံအရာရှိများနှင့်ခေါင်းဆောင်များအလုံးကိုချက်ချင်းနှင့်အခြေအနေမရှိဘဲလွှတ်ပေးရန်တောင်းဆိုပါရယ်။ ဥရောပသမဂ္ဂအနေဖြင့်တရားဝင်ရွေးကောက်ခံကုစရဲများဖြစ်သောအမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်၎င်းတို့ကိုထောက်ခံသောပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီ CRPH အဖွဲ့တို့ကိုအသိအမှတ်ပြုထားကြောင်းထလောင်းကြေညာလိုက်ပါတယ်။အကြံဖတ်မှုကျူးလွန်သူများကိုတရားဥပဒေအရစစ်ဆေးအရေးယူနိုင်ရေးအတွက်စစ်တပ်နှင့်ကျူးလွန်ခဲ့သည့်ကြီးလေးသောချိုးဖောက်မှုများအလုံးကိုလွတ်လပ်သောခိုင်မာသောနှင့်ဖွင့်လင်းမြင့်သာသောစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်တောင်းဆိုကြောင်း စေအာနာရှင်အဖွဲ့ဤမြန်မာပြည်သူများအပေါ်ဆက်လက်ကျူးလွန်နေသောအကြမ်းဖက်မှုများနှင့်အစုလိုက်အပြုံလိုက်နေရာရွှေ့ပြောင်းနေထိုင်မှုတို့ကိုဖြစ်တင်ရှုတ်ချကြောင်းဥရောပသမဂ္ဂကကြေညာထားပါတယ်။ဆက်လက်ပြီး KNU ကထိန်းသိမ်းထားသော DKBA အဖွဲ့ဝင်တရာကျော်ကိုပြန်လည်လွှတ်ပြီးမြေလက်ပံကျေးရွာအနီးစစ်တပ်နှင့် KNU အကြားတိုက်ပွဲများဆက်ဖြစ်ပွားနေ KNU ခေါင်းဆောင်ပိုင်းကကြားဖြတ်လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေဟုအကြံဖက်စော်မင်းထွန်းဆွဆွဲတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ကရင်ပြည်နယ်မြဟိုရီမြို့နယ်မင်းလက်ပံကြီးရွာ KNU ကထိန်းသိမ်းထားသောဘူတခွားတိလက်အောက်ခံ DKPA အဖွဲ့ဝင်တရားကျော်ကိုပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်းကရင်စီရေးတရင်ရမြက်ကတရင်ဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ22ရက်နေ့မြဟိုရီမြို့နယ်မင်းလက်ပံကြီးရွာတွင် KNU နှင့်စစ်တပ်အကြတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းစစ်တပ်မှပြူဟာမှုနိုင်လွင်ဦးဆောင်သောတပ်များနှင့် DKPA မှစိုင်းကျော်လာဦးဆောင်သောပူပေါင်းတပ်များကမင်းလက်ပံရှိ KNU တပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း တိုက်ပွဲဖြစ်ပွားပြီးနောက် DGPA စခန်းကို GNU ကသိမ်းပိုက်နိုင်ခဲ့ပြီး DGPA တပ်ဖွဲ့ဝင်230ကျော်လက်နက်ချခဲ့ကြောင်းသိရပါဗျ။ယနေ့နိုဝင်ဘာလ28ရက်နေ့ KNU ကဖမ်းဆီးထိန်းသိမ်းထားသော DGPA အဖွဲ့ဝင်100ကျော်ကို DGPA ဌာနချုပ်စုံစည်းမြိုင်ထံသို့တွဲပြောင်းပေးအပ်လိုက်ကြောင်းသိရပါဗျ။လက်ရှိကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်မင်းလက်ပတ်ကျေးရွာအနီးတွင်ပြစ်ခတ်မှုတချို့ဖြစ်ပေါ်ခဲ့ပြီးစစ်တပ်ကလေရင်ဖြင့်ပုံကျဲချခဲ့ကြောင်းမင်းလက်ပတ်ကျေးရွာအနီးတောင်ရင်မြစ်ကမ်းပေတွင် ကြာဖြတ်နိုင်ငံခြားသားရပောင်းများစွာတောင်းတနေသေးဖြစ်ကြောင်းသိရပါတယ်။ဒီမနက်7:00နာရီခွဲလောက်မှာမြောက်ဝတီမြို့နယ်ကြာဖြတ်ဆိုင်တွေဘက်ကိုလေယာဉ်နဲ့ဖုံးလာကျဲသွားတယ်။အဲ့ဒီနေရာတွေကထိတွေ့မှုဖြစ်နေတဲ့နေရာတွေပါ။စစ်တပ်နဲ့ KNL တပ်တွေကမင်းလက်ပတ်အင်ဂျင်မြိုင်ထီးမဲဝါခီးပါအကြမ်းမှတိုက်ပွဲပြင်းနေတော့မေးစစ်တပ်ကလေကြောင်းတိုက်ခိုက်တဲ့ drone တွေနဲ့ပုံကျတဲ့ဟုကရင်စစ်ရေးတရင်ရမြက်ကပြောကြားပါရယ်။လက်တလုံးကြားဖြတ်အလို့ရုံအများစုမှာရန်နာနေပြီးနေရပြန့်ကြသည့်မြန်မာကြားဖြတ်အလို့သမားများကို နိုဝင်ဘာလ22ရက်နေ့စစ်တပ်ကဖြစ်ခတ်မှုများလှုပ်ဆောင်ခဲ့ရာ၄ဦးခန့်သေဆုံးခဲ့ကြောင်းဒဏ်ရာရသူတချို့လည်းရှိကြောင်းသိရပါတယ်။တခြားတစ်ဖက်တွင်လည်းစစ်တပ်လက်အောက်ခံ PGF မှစောချစ်သူဤချစ်လင်းညိုင်ကုမ္ပဏီကစတင်အကောင့်ထည့်ဖို့ခဲ့သောရွှေကုတ်ကိုစီမံကိန်းကို KNU ကလှုပ်ဆောင်သည်ဟုအကြံဖတ်စစ်တပ်၏ပြောရေးဆိုခွင့်ရှိသူစောမင်းထွန်းကစွပ်စွဲပြီးကြားဖြတ်လုပ်ငန်းများတွင် KNU ခေါင်းဆောင်ပိုင်းပါဝင်ပတ်သက်နေကြောင်းယနေ့ဝါရဖြန်ပါတယ်။ 2015ခုနှစ်မှာ NCA တနင်္ဂနွေလုံးအဖြစ်ရသဘောတူစာချုပ်ကိုကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ DKBA, KNU, KNLA, PC, KNU တို့ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးနေမြေတည်ငြိမ်မှုရှိလာသည့်နှင့်အမျှဒေတာဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြကြောင်းရှင်းအောင်2016ခုနှစ်တွင် KNU တပ်မဟာခွနစ်နေမြေတဲတွင်ရွှေကုတ်ကိုစီမံကိန်းကိုစတင်ခဲ့ကြောင်း2018ခုနှစ်တွင်ကြောက်ခတ်ဂျေးရွာတွင်ကြောက်ခတ် Garden Resort လောင်ကစားရုံစီမံကိန်းနှင့်2020ပြည့်နှစ်နှစ်ဦးပိုင်းတွင်တပ်မဟာ6နေမြေ မဲထော်တလီဒေတာရင်း KKP စီမံကိန်းတို့ကိုစတင်လှုပ်ဆောင်ခဲ့ကြကြောင်းအကြံဖတ်စော်မင်းထွန်းကပြောဆိုပါရယ် KNU ခေါင်းဆောင်ပိုင်းတွင်အနေနဲ့လှုပ်ပိုင်ခွင့်ကိုတရားဥပဒေမဲ့အသုံးချကာနိုင်ငံပိုင်မြေတွေကိုနှိရှိစာချုပ်ထုတ်ပြီးပြည်ပနိုင်ငံသားတွေကိုငှားရမ်းတာတရားမဝင်လောင်းကစားလုပ်ငန်းအပအဝင်ဒူးစီရိုက်လုပ်ငန်းတွေကိုအခကျေးငွေယူပြီးအကောက်ခွဲပေးတာတွေလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါရယ်ဒီနေ့ပြည်မှာအခြေချလာတဲ့ပြည်ပနိုင်ငံသားတွေအများစုဟာကမ္ဘောဒီးယားနိုင်ငံကကာစီနိုလောင်းကစားမြို့ဖြစ်တဲ့ တီဟာနုဘယ်ကနေပြောင်းရွှေ့လာကြတာဖြစ်ပါတယ်ဟုအကြံဖက်စော်မင်းထွန်းကပြောဆိုပါတယ်။ရှင်းအောင်ရွှေကုတ်ကိုစီမံကိန်းကိုမြန်မာရထားရွှေကုတ်ကိုအထူးစီးပွားရေးဆောင်စီမံကိန်းအဖြစ်ရထား International Holding Group နဲ့ချင်းလင်းမြိုင်ကုမ္ပဏီတို့ကပူးပေါင်းလှုပ်ဆောင်ကြောင်းရွှေကုတ်ကိုစီမံကိန်းတစ်ခုတည်းသာနိုင်ငံတော်သို့တစ်စိတ်တစ်ပိုင်းတင်ပြပြီးကြောက်ခတ်နှင့် KK ပတ်စသောစီမံကိန်းများကိုလုံးဝမတင်ပြခဲ့ကြောင်းမြောက်ရီမြို့နယ်ကြောက်ခတ်ကြီးရွာတွင်ကြောက်ခတ် Garden Resort လောင်ကစားရုံစီမံကိန်းကို TKPA မှဖုံမှုချုပ်ဆိုင်းကျော်လာက2018ခုနှစ်တွင်စတင်ခဲ့ကြောင်း2019ခုနှစ်နိုဝင်ဘာလတွင်ထိုင်းနိုင်ငံအခြေဆိုင်ထိုက်ချန်ကုမ္ပဏီနှင့်စာချုပ်ချုပ်ပြီးအွန်လိုင်းလေလေလောင်ကစားမှုလုပ်ငန်းများကိုထိုးချဲ့လုပ်ကိုင်ခဲ့ကြောင်းဇော်မင်းထွန်းကဆိုပါရယ် KKPA စီမံကိန်းကိုတော့ KNU ၏မူလ၏အလင်းကုမ္ပဏီနှင့်ဟွာညအပီပီဆိုင်ရာစီးပွားရေးလုပ်ငန်းစုဟွာညအင်တာနက်ရှင်နယ်ဟိုရင်းဂရုလက်အောက်ခံထိုင်းနိုင်ငံအခြေဆိုင် Chen Asia International Holding Group တို့က 2020ပြည်နှစ်ဖေဖော်ဝါရီလအတွင်းမှာသဘောတူစာချုပ်ချုပ်ပြီးစတင်လှုပ်ဆောင်ခဲ့ကြောင်းမူလအီအလင်းပတ်မှာအသီးသက်တွေများအဖြစ်လက်ရှိ KNU ဥက္ကဋ္ဌစောကွယ်ထူဝင်းနှင့် KNU ကောက်ကွယ်ရေးဌာနအကြီးအကဲစောကျော်ကြခင်တို့ကိုယ်တိုင်လက်မှတ်ရေးထိုးထားခဲ့ကြောင်းမူလအီအလင်းကုမ္ပဏီကို KNL စစ်ဦးစီးချုပ်အဆင့်ရှိစောကျော်နီအီသားအကြီးဆုံးစောတို့ဆိုဂျော်နီကပိုင်ဆိုင်တာဖြစ်ပြီးမြေပြင်တွင်လူယုံစောဝင်းကျော်နှင့်စောကျော်သူတို့ကလောက်ကိုင်းကြောင်စောမင်းထုံးကပြောဆိုပါရယ် KNU ကမှကြားဖြတ်လိမ့်လည်မှုလုပ်ငန်းကို ဖြည့်ရှင်ရအတွက်ခိုင်မာပေါင်းစပ်ထားသောနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလိုအပ်နေကြောင်း KNU ကကြားဖြတ်ချက်ဝန်အတွင်ချက်ရှိနေသူများကိုဆက်လက်ဖော်ထုတ်ပြီးရွေးချယ်စုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်မည်ဖြစ်တော်လိမ့်ထိရောက်သောစုံစမ်းစစ်ဆေးမှုနှင့်တပ်သေးအထောက်အထားများစုဆောင်ခြင်းသည် KNU ၏စွမ်းဆောင်ရေးထက်ကျော်လွန်နေကြောင်းတရားဝင်ကြေညာချက်ထုတ်ပြန်ထားပါသည် ဒိစီရမိသောဖြစ်စည်းအလုံးကို KNU နဲ့ပူးပေါင်းဆောင်ရွက်နေသောအာဏာပိုင်များနှင့်စုံစမ်းရေးအဖွဲ့များထံသို့ရွှေ့ပြောင်းပေးမည်ဖြစ်ကြောင်းနက်နက်ဆိုင်ဆိုင်အမြင့်တွင်နေသောအစစ်မြင့်ပြီးနိုင်ငံဖြတ်ကျော်ရာဇဝတ်ကွန်ရက်များကိုဖျက်ဆီးပြရန်ကြိုးပမ်းမှုများသည့်ခိုင်မာသောခေါင်းဆောင်မှုမရိမ့်မရိုက်သောခတိကဝန်ခိုင်မာသောနိုင်ငံများနှင့်တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကြားခိုင်မာသောပူးပေါင်းဆောင်ရွက်မှုတို့ဖြင့်သာအောင်မြင်နိုင်မည်ဖြစ်ကြောင်းနိုင်ငံတကာပါဝင်မှုရှိလျင်ကမ္ဘာကိုချိန်ချောက်နေသည့်နိုင်ငံဖြတ်ကျော်ကြားဖြတ်လှည့်လည်မှုများအတွက် ဆန္ဒမူနာပြအမှုဖြစ်သောအဆိုပါကြားဖြန့်ဝင်ကိုစုံစမ်းစစ်ဆေးရန်အခွင့်အရေးဆုံးရှုံးစေမည်ဖြစ်ကြောင်း KNU ကနိုင်ငံတကာသို့အကူအညီတောင်းခံပါတယ်။ KNU အနေဖြင့်မိမိအုပ်ချုပ်နေမည်တွင်ဥပဒေစိုးမိုးရေးကိုထိန်းသိမ်းရန်နိုင်ငံဖြတ်ကျော်ရာဇဝတ်ကွန်ရက်များကိုတိုက်ဖြတ်ရန်ပြည်ပကဒဏ်ခံရသူများကိုကာကွယ်ရန်နှင့်နေဆက်တလျှောက်လောက်ကိုင်းနေသောနိုင်ငံတကာရာဇဝတ်ကွန်ရက်များအတွက်တာဝန်ယူမှုကိုတည်ချစေရန်အတွက် ထိုင်းအစိုးရနှင့်အခြားသက်ဆိုင်ရာအာဏာပိုင်များအဖွဲ့အစည်းများနှင့်ဤကဲ့သို့ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။